ခုတခါတော့ဆရာကစနေသားသမီးတွေလက်ကိုပြောပြပေးမှာဘာလို့လို့ ਨੇ 2025ကိုကုန်လို့2026ကိုရောက်လာတော့မယ်အဲ့တော့အခုဆိုရင်ဆရာဒီဗီဒီယိုတွေရိုက်နေရဆိုလို့ရှိရင်အာ17လပိုင်းဂျနိုဝင်ဘာလရှိပြီပေါ့နိုဝင်ဘာလလည်းလောက်ရိုက်နေရဆိုတော့ဆရာဒီဇင်ဘာလောက်မှကွတီမိတ်ဆွေတို့မြင်ပါဆိုတော့ဘာလို့လို့ ਨੇ ဆရာတို့2025 2025 harmis ဟာမေဆိုတဲ့နှစ်ကိုကြော်လွန်လာပြီဖြစ်တဲ့တော့မိတ်ဆွေစနေသားသမီးမိတ်ဆွေတို့အနေနဲ့အဲ2025ခုနှစ်မှာမိတ်ဆွေတို့ရဲ့ကံရှင်တွေဘယ်လိုရှိခဲ့သလဲမိတ်ဆွေကံကောင်းတဲ့ထဲမှာပါသလားကံညံ့တဲ့ထဲမှာပါသလားဆရာဆရာကိုမှတ်ပေးပါဦးဒါအပြင်2026ခုနှစ်အတွက်တနစ်စာဟောစတဲ့နေ့ကိုဆရာငင်နာမှာမှာယူရရှိနိုင်ပြီဆိုတဲ့အကြောင်းနဲ့2026ခုနှစ်ဆရာလာမယ့်တကူးကိုတော့1388ခုနှစ်အတွက်အဲတနစ်စာဟောစတဲ့အောင်လို့ဆရာ တယောက်ရှင်းစီတော့ဆရာဟောစရာမပေးနိုင်တော့ဘူးဆရာလည်းအလုပ်တွေများတဲ့အတွက်2026အတွက်တနစ်စာကိုတော့ဆရာပေးလိုက်မယ်မနစ်ကမရတဲ့မိတ်ဆွေများအတွက်ဒီနှစ်ကိုပို့ပြီးတော့အားဆိုင်ပြီးကျွန်တော်အားဆိုင်ပြီးထည့်ပေးတာရေးပေးပါမယ်ဒါအပြင်ဆရာစီမှာကြိုတင်တော့စီရင်ပေးပါဆရာလည်းနည်းနည်းလူများတော့လေတယောက်ရှင်းစီတိုင်းအောင် မိတ်ဆွေတို့အတွက်တနည်းစားကျမ်းမာရေးစီးပွားရေးအစားလို့နေသားကနဲ့ရှောင်းဝါးစပြီးတော့ဆရာရေးပြတာဖြစ်တဲ့အတွက်မိတ်ဆွေတို့အနေနဲ့ယူဘူးတဲ့သူလည်းတိမယ်ဆရာအရှားရဲ့နေရာတွေပါတဲ့ပြင်ကိုလက်ဆွဲအိတ်နဲ့ဆရာငယ်လက်ဆွဲအိတ်နဲ့တချို့ကတန်နေပြီလို့ပြောပါတယ်ခေကောင်းပြီစနေတွေအတွက်ဆရာစလိုက်အောင်ဆရာနာမတနည်းစားဟောစရာမှာလူလည်းမိတ်ဆွေများခွန်ကိုတုံညာ2ကိုတုံညာ၄၁၆790290416ဝါအာ Telegram မှာဖြစ်စေ Viber နံပါတ်96305059တွေမှာဖြစ်စေဆက်သွယ်မေးမြန်းနိုင်အောင်ပြောရင်းနဲ့စနေတွေအတွက်ချစ်စာခွန်းနဲ့မှာ ဇပူဒီပါလက်ရတောင်ကျွန်းဩဘာနမိတ်ထွန်းဆိုတဲ့အထွန်းအိမ်မှာတည်ရှိတဲ့စနေတွေဘလို့လဲဆရာပြောပါတယ်တကူးကြော်ရင်ကောင်းလာမယ်ဆိုတာမိတ်ဆွေတို့စနေသားသမီးမိတ်ဆွေတို့အနေနဲ့ကံကောင်းတဲ့ပတ်မှာအခုတော့ရောက်ရှိနေပြီမလားတနေရာရာတစ်ခုခုမှာအထိုင်လေးတော့ကျနေတာကျင်းသေးသေးကြပါတယ်သို့တော့စနေသားသမီးမိတ်ဆွေတို့အနေနဲ့2025ခုနှစ်မှာကောင်းလာရီဆိုးတာတွေဘလောက်ပဲဆိုးဆိုးညံ့ညံ့ထားခဲ့လိုက်တော့2026မှာဘာတွေလုပ်တဲ့လဲအခုလာမယ့်နိုဝင်ဘာဒီဇင်ဘာ လာအတားအပြင်နှစ်တက်မှာကန်စတာတွေကောင်းအောင်ဘာတွေပြုလုပ်တင်တယ်လဲဆိုတော့ဆရာတို့ကြိုတင်ပြောလိုက်ရအောင်ပဒီဒိဋ္ဌာန်အနေနဲ့စိတ်လိုတဲ့မိษွေများ2026ခုနှစ်အတွက်ကန်စတာတွေတိုးတက်စေရန်အတွက်ပဒီစိတ်လိုတပဆိုရင်တော့ယတိယဥက္ခဏီရဲ့အရဟံသူဇံအလားလိနံအတုလံစရဏံတိပူပါတမယမကအဲ့ဒီရဲ့တဏှာသိတိလို့ခေါ်တဲ့ငွေလုတ်ဆက်လို့ခေါ်တဲ့ဂါရာလေးကိုပဒီစိတ်ပေးပါအများကြီးမစိတ်ပါနဲ့ခမညာခုနှစ်ပတ်ပဲစိတ်ပါ ထူးထူးခြားခြားကောင်းမွန်လာပါလိမ့်မယ်။ခုနှစ်ပတ်ကိုအားမရဘူးဆရာကြီး။ဆက်ချစ်ပတ်ပဲစိတ်ပါ။ထူးထူးခြားခြားကောင်းမွန်ပြီးတော့ကံကောင်းလာပါလိမ့်မယ်။ဒီထက်ပိုကျင်နေဆိုရင်တော့28ပတ်ဒီထက်ပိုပြီးများရှင်နေဆိုရင်100နဲ့7ပတ်သာစိတ်လိုက်။ဂျိန်းတဲ့အစင်ကိုပြေလာမှအသေးချာပဲဖြစ်တယ်ဆိုတဲ့အကြောင်းနဲ့စနေသားသမီးမိတ်ဆွေတို့ဒီ2020ခုနှစ်အတွက်ကိုအခုကစပြီးတော့ရတိဥက္ကဏီရဲ့ဒနာသိရှိဆိုတော့ကာတာလေးကိုစိတ်ပါထူးထူးရှားရှားနဲ့အပြောင်းလဲတွေများစွာရရှိတတ်ကြောင်းနဲ့တချို့မိတ်ဆွေဟောင်းနေဆိုရင်တည်တယ် ဒီဂုံတော်ပတိလေးကမိတ်ဆွေတို့အတွက်အထူးကိုအင်မတန်ကိုစွမ်းကြောင်းတဲ့ဆရာကြီးတနေ့ဆို28ခေါက်ကိုလောက်တာတော့ငွေဝင်နေဆိုတဲ့မိတ်ဆွေများလည်းရှိရအသေးချာပဲဖြစ်တဲ့အတွက်စနေသားမိတ်ဆွေတို့ဒီ2026ခုနှစ်အတွင်းမှာကံကောင်းစီဖို့အတွက်အခုကစပြီးရသေးဥခတ်နေရဲ့ဒနာသိတိလို့ခေါ်သောဂါရာကူတာရွတ်ဆိုထားဖို့လိုအပ်ကြောင်းနဲ့နှုတ်ကနေပြီးတော့အရဟံသူဇံလာလီတဲ့ဗိဒါအဘိအာရိကဂါရာလေးတာအများကြီးရွတ်ထားဖို့လိုအပ်ကြောင်းဆရာက ထပ်လောင်းပြောလိုပါတယ်။ကောင်းပြီ2025ခုနှစ်ထဲမှာစနေသားသမီးမိတ်ဆွေတို့အနေနဲ့ကန်စာတာအားဖြင့်ဆိုရင်ဆရာတို့မိတ်ဆွေတို့2026ခုနှစ်ဟာမိတ်ဆွေတို့တို့ကဘာကိုမဆိုအဲတခုခုတော့အဖတ်တင်ခဲ့တယ်အကျိုးဖြစ်ခဲ့လိမ့်မယ်ဒါအပြင်စုံရှုံစရာလေးတွေဆိုလို့ရှိရင်တော့အသေးအဖွဲလေးတွေရှိတယ်ဆိုပေမဲ့ငွေကြေးနဲ့ပတ်သက်လို့ရှိရင်လည်းအဖတ်တင်စရာလေးတွေများစွာရရှိတတ်တဲ့နှစ်ဖြစ်ခဲ့တယ်မိတ်ဆွေကောင်းအပေါင်းအသင်းကောင်းတွေရဲ့အကူအညီကောင်းတွေအထောက်ပံ့ကောင်းတွေရရှိတတ်တယ်လို့ကိုနာမှာအစင်မပြေတဲ့ကိုနာက ပြိုင်ဆိုင်တဲ့ကို့နာမှာအကိုအထင်မြင် လွဲပြီးခေါ်ယူထားတဲ့သူတွေနဲ့လဲဝေးကွာပြီးတော့ကို့နာမှာကို့ကို တကယ်တမ်းဒုက္ခရောက်တဲ့အခါအခက်ခဲရောက်တဲ့အခါကူညီမဲ့မိတ်ဆွေကောင်းတွေပေါင်းသင်းကောင်းတွေကိုလည်းဆုံတွဲခဲ့မှာအသေးချာပဲဖြစ်ကြောင်းထပ်လောင်းပြောလိုက်ပါတယ်။ဒါအပြင်တပည့်ကောင်းသာသမီကောင်းတွေရဲ့အဆက်အသွယ်ကောင်းတွေကူညီကောင်းတွေထောက်ပံ့ကောင်းတွေရရှိတတ်ပြီးတော့အိုးအိမ်ချန်ပီယံနေရာထိုင်ခင်းတဲ့ပတ်တိုင်လည်းပိုင်ဆိုင်နာမျိုးအပြောင်းလဲဖြစ်ခဲ့တာမျိုးရရှိတာမျိုးတွေကြုံတွေ့ခဲ့ရတာအသေးချာပဲဖြစ်ကြောင်းထပ်လောင်းပြောကြလိုက်ပါသည်။ဒါအပြင်စနေသာသမီမိတ်ဆွေတို့ဒီ2020 ငါခုနှစ်ထဲမှာဆိုရင်မိတ်ဆွေတို့အနေနဲ့ငွေကြီးနဲ့ပတ်သက်လို့ရှိရင်လည်းစိတ်လူလိုက်ရကိုကိုယ်တိုင်လုတ်ခဲ့ရမယ်ဒါပေမဲ့အလုံးနဲ့ပတ်သက်လို့တော့စိတ်ပန်းလူပန်းလုပ်ငန်းပြရဲ့လုတ်ပြိုင်နေတော့ပေါ်ခဲ့တာကတော့အတိအကျပဲဖြစ်တာကတော့တိကျပါတယ်ကိုလုတ်တဲ့လုပ်ငန်းတစ်ခုပေါ်မှာလိုက်ပြီးတော့ပြန်ဆိုင်ပြီးလိုက်လုတ်တာမျိုးကိုလုတ်တဲ့လုပ်ငန်းတစ်ခုပေါ်မှာလိုက်ပြီးတော့ရှင်းပြန်ပြီးလိုက်လုတ်တာကတော့ဒါကတော့လူပဲဗျကျုံတွေ့ရမှာသူဆိုစနေသားသမီးမိတ်ဆွေတို့အနေနဲ့အဆောင်အနေနဲ့ဆောင်ကျင်တဲ့ဖတ်ဆိုရင်တော့6000ကျယ်လေးရှိပါတယ်6000ကျယ်ကိုမသိရင်ဆရာ ဆရာမိတ်ဆွေစနေသားသမီးတွေတို့အရင်ခင်လုံးလို့ချက်လုံးလို့ပေးလိုက်ပါမယ်။ဆရာငယ် logo တချို့တွေ့ပုံကပါလိုတရ logo မှာသတိကံလေးဆွဲလိုက်အဲ့ဒါကွန်ပျူတာမှာတော့ရှာရင်တော့မရှိဘူး။သတိကံလေးဆွဲလိုက်ပါ။ဒါပြီးတော့အဲ့ဒီသတိကံလေးကိုပဲထပ်ပြီးဆွဲလိုက်ပါ။သတိကံနှစ်ထပ်6000ကျယ်လေးကိုသုံးလိုက်ပါ။မျက်စိတည်းမြင်အောင်ဆရာဘလို့အတိတ်ပဲနဲ့သုံးတာလေ။ဥပမာပေါ့ဆရာငယ်ရဲ့နေသားဆိုလို့ရှိရင်ဆရာထားပါတော့ဆရာကနေသားတစ်ခုဆိုရင်ဆရာနေသားကိုအလယ်မှာလိုတရလို့ဆရာကအလယ်မှာနေလိုက်မယ်။တနင်္ဂနွေတနင်္လာအင်္ဂါဘုရပုကျာသာပတိတောက်ကြ။ဟောကိုကထားပါတော့အလယ်မှာစနေဆိုရင်စနေ။ ကိုနေသားကိုလည်းမနေလိုက်တော့ကြံတဲ့6ထောင်းမှာရှိတဲ့ဘယ်နေသားကိုတိုက်ခိုက်တိုက်ခိုက်အတိုက်ခိုက်တွေกินပြီးတော့ကိုကလုံခြုံမှုအေးချမ်းမှုတွေရရှိတယ်ဆိုတော့အတိတ်ပဲနဲ့ပေါ်ကုန်ပါပြီဆရာရဲ့လိုအပ်ချက်တွေအဲဆိုတော့အဲ့ဒီလိုမျိုးဆရာရွေချက်နဲ့ဆွဲတာဖြစ်တဲ့အတွက်ကိုရဲ့နေသားဆရာကလူတားရဆိုတာလေးနေလိုက်လို့ရှိရင်ဈာမနေသား၆ခုရှိတယ်ကိုနေသားကလည်းမာလीအဲ့တော့ဘယ်ကနေပြန်ပြန်တိုက်ခိုက်กินနေဆိုတဲ့အတွက်မိတ်ဆွေတို့အတွက်အထူးတန်ဖိုးရှိတဲ့ရေရာလေးကိုဆရာပြောလို့ကြောင်းနေအဲဆရာရဲ့ က်ကြရင်ရေတရားလေးတွေ live လုပ်လို့လိုအပ်ကြောင်းနဲ့ဆရာအမိန့်ပြန်တဲ့ရေတရားတွေလည်း live လုပ်မယ်ဆိုတဲ့ live လုပ်ဖို့လိုအပ်ကြောင်းဆရာကထပ်လောင်းပြောလို့ပါတယ်ဒါအပြင်စနေသားသမီးမိတ်ဆွေတွေ2026ခုနှစ်တည်းမှာကန်စတာတွေတိုးတက်မှုကံကောင်းမှုတွေရရှိမှာအသေးချာပဲဖြစ်ကြောင်းနဲ့မိတ်ဆွေ2026ခုနှစ်တွင်မှာမိတ်ဆွေစနေသားသမီးတွေနေနဲ့ကန်စတာတိုးတက်စီဖို့ကံကောင်းစီဖို့အတွက်ထောက်ကူဖြစ်စီဖို့အတွက်စနေသားသမီးမိတ်ဆွေတို့အနေနဲ့ ပြုလို့ရမယ်ရေဒီယာအနေနဲ့ဆိုရင်တော့ဆရာအခုဖော်ပြပေးတဲ့ရေဒီယာလေးတွေကိုတရှာလိုက်လို့ဖို့လိုအပ်ကြောင်းနဲ့မိတ်ဆွေတို့အနေနဲ့2026ခုနှစ်အတွက်ကန်ဆာတာကတော့စနေတွေအတွက်ညနေတဲ့ထဲမှာလုံးဝမပါကြောင်းနဲ့အရာရာကိုဦးစီးဦးဆောင်ပြီးတော့ခြေတို့ဆောင်ရလှုပ်ဆောင်ရမှာတော့အသေးချာပဲဖြစ်ကြောင်းပြောရင်းနဲ့ကဲဆရာမိုးလက်ရှုပ်နေပြီဆိုတော့စနေတွေနောက်မှာအေးစစ်စစ်လဲဆရာထပ်ပြောပေးမယ်ဒါအပြင်စနေသားသမီးမိတ်ဆွေတို့ကန်ဆာတာကောင်းစီရန်အတွက်ဆရာငယ်ရဲ့ဟောစတန်းရေဒီယာလေးလိုက်ဆောင်ကြည့်ဖို့လိုအပ်ကြောင်းနဲ့ဆရာမိတ်ဆွေတို့အနေနဲ့2026 6ခုနှစ်ဟာလဲစနေတွေတော့ညံ့နိုင်စရာမရှိကြောင်းနဲ့ဘာကိုမဆိုကိုယ့်ရဲ့အမိခတ်လုတ်ချင်းဥဆောင်လုတ်ချင်းဆိုင်းဘုတ်တင်လုတ်ချင်းအမိခတ်လုတ်ချင်းတွေတော့အင်မတန်ကောင်းမွန်ပြီးတော့ဘာကိုဖြစ်ဖြစ်ငကိုကကိုယ့်ရဲ့အိမ်အောင်ဘတ်နဲ့ပတ်သက်လို့ဥဆောင်နေတာမျိုးငကိုကတဦးတယောက်ဥဆောင်နေရင်ကိုယ့်ရဲ့အမိခတ်လုတ်လိုက်တာမျိုးရှေ့တို့ဆောင်ရလုတ်ဆောင်လိုက်တာမျိုးတွေကအာသာကောင်းမွန်တိုးတက်ပြီးတော့ကံကောင်းစီမနှစ်ဖြစ်ကြောင်းနဲ့ရဲရဲဝန်းနဲ့အမိခတ်လုတ်ချင်းဆိုင်းဘုတ်တင်လုတ်ချင်းရှေ့တို့လုတ်ချင်းဆောင်ရွက်ခြင်းတွေကမိတ်ဆွေတို့အတွက်2026မှာကံကောင်းမှုတွေရရှိမှာ သိကြရဲဆိုတဲ့အကြောင်းပြောရင်းနဲ့ကဲဒါကတော့ဆရာက2025ခုနှစ်အတွက်ကုန်ငန်းကြီးမှာမိတ်ဆွေတို့ရဲ့အခြေအနေနဲ့2026မှာဘာတွေပြင်ဆင်ထားရမလဲဆိုတော့ဆရာပြောရင်းနဲ့ခုနှစ်ရသား၈ရသားသမီးတွေအတွက်ဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်ဆရာငယ်နှမ်းမှာမိတ်ဆွေတို့အနေနဲ့ပြန်ส่งကြရအောင်ဆရာငယ်ရဲ့ meeting Facebook page မှာဖြစ်စီ YouTube channel မှာဖြစ်စီကြည့်လို့ရကြအောင်နဲ့ TikTok ကလည်းဆရာငယ်ပေးတယ်မဖြစ်ကြအောင်နဲ့ဆရာငယ်မိတ်ဆွေတွေအားလုံးဆက်ဆက်ရရအရှင်ပြေလို့2026ကိုကန်ဆိုးတာတွေကောင်းတာတွေအားလုံးလက်ပြနှုတ်ဆက်ပြီး2020 5ခုနှစ်မှာအစိုးတွေဘလောက်ပဲဆွဆွဘလောက်ပဲညံ့ညံ့အဲ့ဒီအညံ့နေအားလုံးကိုမြည်ပြလိုက်တော့ဆရာရဲ့အမိန်ပြန်တဲ့ရေတရားမှာ2026မှာငါဟာကံကောင်းခြင်းနေငါနဲ့အတူ2025မှာစိုးခဲ့တဲ့မြန်ညံ့ခဲ့တဲ့မြန်ဂျိုးစိုးဂျူညံ့ပပကျူတွေနေခဲ့လိုက်တော့2026ဟာဆရာနဲ့အတူကံကောင်းခြင်းနေကံကောင်းမှုတွေအစဉ်ပြေမှုတွေအားသာမှုတွေကောင်းမှုတွေဒါဆရာနဲ့အတူလိုက်ခဲ့ကြောင်းနဲ့ 2026မှာကံကောင်းခြင်းအစဉ်ပြေခြင်းနဲ့ကောင်းခြင်းအဖျားဖျားသာငါးရှိကိုမိတ်ဆွေဖြစ်လိုက်ခဲ့ဇေလိုကြောင့်ပြောရင်းနဲ့2025ကို